နှစ်တိုင်းဘောလူဘွဲတက်ရတဲ့ United United ကတော့ဘာနေနေနှစ်တိုင်းတော့ဘောလူဘွဲတစ်ဘွဲမဟုတ်တစ်ဘွဲတော့ကစားရတာပါမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါတယ်ဒီဗီဒီယိုလေးကို YouTube ကနေကြည့်နေဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါပထမအကြော်မှာ၃ကိုပြတ်သွင်းခဲ့ပြီးအခုဒုတိယအကြော်အင်္ဂါမှာ၄ကိုတကူဆိုတော့နှစ်ကြော့ပေါင်းကိုတို့ကိုဆိုရရလည်းနဲ့ United တို့ဘောလူဘွဲကိုထားလိုက်တန်တန်တက်ရောက်သွားခဲ့တာပါပဲဒီပွဲအကြောင်းကို၃ပိုင်းခွဲပြီးပြောပြပေးသွားမှာပါ၁ပွဲအကြောင်း analysis ကိုမပြောခင်ပွဲအကြောင်းကိုအရင်ပြောပါမယ်ဒီပွဲမှာအနိုင်ရပြီးဘောလူဘွဲကိုတက်ရောက်နိုင်ခဲ့တာကြောင့် နှစ်တိုင်းမှာမတူညီတဲ့ဘောလူပွဲတစ်ခုစီကို United တို့ကစားခဲ့ရပါတယ်။နောက်ပြီး United Europa League Final ကိုရောက်ဖို့တည်ကြကမှာ Arsenal ဝိုင်းဝန်းကသူတွေကမနာလိုပြောဆိုမှုတွေလှုပ်လာခဲ့ကြပါတယ်။အရင်ဆုံး Arsenal ဝိုင်းကက Europa League Champion က Champion League ဝင်ဝင်မရသင့်ဘူးလို့ဆိုပြီးပြောလာပါတယ်။ Europa League Champion က Europa League ပဲဝင်ဝင်ရသင့်တယ်ပြောလာခဲ့ပါတယ်။ဒါကနှစ်တိုင်းလုပ်နေတဲ့စီမံဖြစ်ပြီးအခုမှဒီစကားပြောလာတာပါ။ဒါပြင် Arsenal ကစားသမားဟောင်း Pitt ကလည်း United ပဲဖြစ်ဖြစ် Spurs ပဲဖြစ်ဖြစ်ဘူးပဲဘူးဆိုဆိုဲ Champion League ကိုဝင်ဝင်မရသင့်ပါဘူး။ ဒီလိုသာရခဲ့ရင်တရားမျှတမှုမရှိပါဘူးဆိုပြီးပြောလာပါတယ်တကယ်တော့စီးမင်းဆိုတာပြိုင်ပွဲမစခင်တည်းကတတ်မှတ်ရတာပါပြိုင်ပွဲပြီးကန်နေမှပြင်လို့မရပါဘူးသူတို့ပြောတဲ့အဆိုပြုချက်ကို UEFA ဘက်ကလိုင်းလာခြင်းရင်တော့နောက်ရသည်မှပဲရမှာပါနှစ်ပွဲ analysis ဒီပွဲမှာ United ကထုံးစံတိုင်း3-2တင်မှာ win ဖက်မှာမဇအူရီနဲ့ဒိုကူကိုထားပါတယ် ဒေါ်ကူကအတက်ဆင်းလုံနိုင်ပေမဲ့မာဇာရီဘက်ကတော့အတက်ဆင်းသိမ့်မရပါဘူး။ကွင်းလေပစ်ပိုင်မှာယူရိုပါလိမှာအာမိုရင်အထိုင်၃နေကြဖြစ်တဲ့ဥကာဒီကက်စီရိုအတွေ့ကိုတုံးခဲ့ပါဗျ။တစ်ဖက်ကဘီဘာအိုကတော့၄နှစ်၃တင်းနဲ့ပွဲထွက်လာခဲ့ပါဗျ။ဂါနာချိုကအဓိကအလုံးတွေအပိုင်အလုံးတွေချုံးနာများပါပြီ။ဒါကပထမအကြော့နိုင်ထားလို့ပါ။ဒီလိုဖြုံးမှုနဲ့ဖိုင်နယ်သာဆိုရင်မလွယ်ပါဘူး။ဒီတိုင်းဆိုနောက်နှစ်ဂါနာချိုကိုရောင်းရင်ရောင်းမရောင်းရင်အရန်ခုံမှာပဲထိုင်နိုင်တယ်ပါဗျ။ဂါနာချိုကဒုတိယတန်းစားလို့ပဲကျွန်တော်တို့သတ်မှတ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ Ruffle တောင်ဒီလိုအလုံးတွေ1 vs 1ပြေးထွက်တဲ့အလုံးတွေဆိုရင်ကိုးတည်ကြခဲ့ပါတယ် Ruffle ကစီကံမကောင်းလို့သာအဲင်းမှာမထားတင်တာပါခြေစွမ်းကဂါနာချူထက်အများကြီးတာပါတယ်ပထမဆုံးမှာမဇာအူရီဘက်ကအလုံးသိမ့်ဖြစ်လို့ဒေါ်ဂူဘက်ကနေထိုးဖောက်ဖို့အတွက်ဘရူနိုကဒီလိုဝင်းကိုထွက်ပေးပြီးဒေါ်ဂူကိုအတွင်းကိုဝင်ပြေးခိုင်းတာတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့တိုက်စစ်ကထင်သလောက်မထိရောက်ခဲ့ပါဘူးထိရောက်တဲ့အလုံးတွေကလည်း United ဘက်ကဖြုံတီးခဲ့ပါတယ် ကက်စီကိုတော့ဒီနေ့ပွဲမှာတော်တော်ချီးကျူးရမှာပါ။ကက်စီ is everywhere ဆိုသလိုနေရာတိုင်းလိုမှာကက်စီကိုတွေ့ရရပါတယ်။ကက်စီက defensive line မှာ number 6 role အနေနဲ့လည်းဘောလုံးစင်းတောင်းတာတွေဘောလုံးပြတ်မှာဆိုလို့ဘောလုံးလက်ခံပေးတာတွေတိုက်စစ်ကိုလိုက်ပါတာတွေအကုန်လုပ်ခဲ့ပါတယ်။ ပထမပိုင်း31မိနစ်မှာ Maguire Speed တွေကိုပေးတာမတည်တက်ခဲ့တာကြောင့်တစ်ဖက်အသင်းကရလာတဲ့ဘောလုံးကိုခံလိုက်တာကနေ United နောက်ခံလူနဲ့ထိပြီးပြန်ကျသွားခဲ့ရတယ်။ထက်ဆင့်ပိတ်သွင်းခဲ့ရတာကနေ Onana ရဲ့ဘယ်ဘက်အပေါ်ထောင်းဝင်သွားခဲ့တာပါ။မထင်မှတ်တဲ့ကံချက်ကနေခိုးပေးလိုက်ခဲ့ရပြီး United တို့ခိုးပြန်ရဖို့တိုက်စစ်မြင့်တင်ခဲ့ပေမဲ့တိုက်စစ်ကခိုးပြန်မရခဲ့ပါဘူး။ဒါကြောင့်ဒုတိယပိုင်းမိနစ်60ကျော်ကနေစပြီး Amorin လူစားလဲမှုလုပ်ခဲ့ပါတယ်။ဒေါ်ဂူကို Massa Urinea ကိုပို့ခဲ့ပြီးဒေါ်ဂူနေရာကို Lucio ကိုကစားစေခဲ့ပါတယ်။ ရူနိုကိုနောက်ဆင်းခိုင်းပြီးအာမတ်နဲ့မေဆင်မောင်းကိုထည့်ခဲ့ပါတယ်။ခါနာချိုကိုထုတ်ခဲ့ပြီးမေဆင်နဲ့အာမတ်ကိုထည့်ထားလိုက်တာမှာအသင်းကအရန်ကိုဖောင်ကောင်းသွားခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးကခါနာချိုထက်ဘောလ်ဝင်းနဲ့ဖြစ်တဲ့သူတွေညာတော်မှာဒေါ်ကူကြောင့်အာမတ်ကပူပြီးလှုပ်ရှားလွယ်ကူခဲ့ပါတယ်။ဒေါ်ကူရဲ့ spinness stamina ကြောင့်အာမတ်ကိုလှုပ်ရှားဖို့ space တွေပေးခဲ့ပါတယ်။နောက်ပြီးဝင်လာတဲ့အာမတ်နဲ့မေဆင်မောင်းကဘောလုံး skill ကောင်းတဲ့သူတွေပါ။ ဒီရာသီ United တိုင်ပတ်တာကအာမတ်အကြာကြီးနားသွားရတာလည်းပါပါတယ်ဒီလုံးမှာဆိုအာမတ်ရဲ့ solo skill နဲ့ Mason Mount ရဲ့ skill ကိုတွေ့ရမှာပါအရန်ကို impact ဖြစ်လွန်ခဲ့ပါတယ်ဒီမှာဆိုအာမတ်ဆွဲထုတ်လာတဲ့အခြေအနေကလည်းဒီမှာ Mason Mount ကိုပေးမလား White Line ကိုပေးမလားကြိုက်တဲ့သူကိုပေးလို့ရပါတယ်ဒီမှာအမတ်ချပေးလိုက်တာကိုမင်းစင်တိုက်ဖို့ကြိုးစားပြီးမဲ့တိုင်မင်အောက်တော်ကြောင့်ယူရိုကနေတက်လာပြီးမင်းစင်နဲ့တွဲခဲ့ပါတယ်။ရူရူအဲ့ဒီမှာဆွဲထုတ်ပုံကလည်းကောင်းခဲ့ပါတယ်။ဘီဘာအိုကစားသမားတွေရူရူကိုပြန်ခင်းပေးပြီး ထင်ခဲ့ပေမဲ့မေဆင်ကတော့နောက်6ရောက်နဲ့ချိန်ပြီးလက်ကန်လိုက်ပါတယ်။ကန်လိုက်တဲ့ဘောလုံးက wide ပြီးဝင်သွားခဲ့တာပါ။အဲ့ဒီလုံကတကယ်ခတ်ပါတယ်။မေဆင်နေနဲ့ဘီဘာဟိုကစားသမားတွေအပြားကြီးကြကန်သွားတာပါ။ပြင်ညာတဲ့သူတော် beautiful goal ဆိုပြီးထအော်ရတဲ့အထိပါပဲ။ ဒုတိယဂိုးကတော့ဘရူနိုတင်မိလိုက်တဲ့ဖရီကိုကက်စီကခေါင်းတိုက်သွင်းယူခဲ့တာပါပထမပိုင်းမှာဘရူနိုကဝိုက်ကိုထွက်ပြီးဘောလုံးလက်ခံပြီးရင်ဒိုဂူကိုဟက်စပေးနဲ့ပြန်ပြေးခိုင်းပြီးဘောလုံးမျောထုတ်ပေးတာပါဒုတိယပိုင်းမှာတော့ဒိုဂူကဘရူနိုအလုပ်ကိုလှုပ်ခဲ့ပြီးအာမတ်ကိုပြေးထွက်ခိုင်းခဲ့တာပါအာမတ်နဲ့ဒိုဂူထပ်သွားတဲ့ဝင်ကနှစ်ယောက်စလုံးရဲ့လုံးနိုင်စွမ်းကြောင့်အဲ့ဒီဘက်ကကစားသမားတွေကဘသူကိုလိုက်လိုက်တယောက်ယောက်ကတော့လွတ်ထွက်နေအောင်ပါပဲဒါကဒီပွဲမှာအသက်ဖြစ်သွားတာပါ ကျွန်တော်ပြောတာအရင်ကောင်းတယ်ပြောတာမဟုတ်ဘူးเนาะတပွဲတဲ့အတွက်ပြောတာအဲ့ဒီပုံစံကနေပဲအာမတ်လွတ်သွားတယ်ဒီမှာအာမတ် ပြန်ချိုးပေးလိုက်တာကနေပိုင်လန်ကလမ်းကြောင်းပြောင်းပေးုံနဲ့တွင်သွားခဲ့တာပါဒီလုံးမှာအာမတ်ကိုချီကျူရမှာပါနောက်ဆုံးမိနစ်မှာတော့ဂိုးသမားရှေ့ထွက်လာတဲ့ဘောလုံးကိုမေဆင်ကကွင်းလယ်ကနေဂိုးသမားမရှိတဲ့ ကိုပေါက်တဲ့ကိုလှလှပကန်သွင်းနေတာပါဒီလုံးဝင်သွားတော့ကင်မရာကအာမိုရင်းကိုပြကြမှာအာမိုရင်းမျက်နှာမှာအပြုံးတွေကိုတွေ့ရပါတယ်အာမိုရင်းတယောက်တော်တော်ကိုပျော်နေခဲ့တာပါအာမိုရင်းကမေဆင်ကိုသဘောချပါတယ်ဒါကြောင့်မေဆင်မောင်းခြေစွမ်းပြနိုင်ခြင်းမှာအာမိုရင်းအတော်လေးစိတ်ချမ်းသာနေတာကိုတွေ့ရပါတယ်ဟုတ်ချီးကျူးရမယ့်သူများဒီဘွဲမှာမေဆင်မောင်းကိုချီးကျူးကြပါတယ်မေဆင်ရဲ့ပထမဂိုးချောင်းသာအခုလိုဂိုးပြုတ်ဖို့ဖြစ်သွားခဲ့တာပါမေဆင်ရဲ့နောက်ဆုံးအလုံးကလည်းအတော်ကိုလှပါတယ်နောက်ပြီးမေဆင်ရဲ့ဒီဘွဲက ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ကစားမှုကအတော်လေးကိုကောင်းပါတယ်မေဆင်ယူနိုက်တက်ရောက်ထဲကအကောင်းဆုံးပွဲလို့ပြောရမှာပါနောက်ပြီးမေဆင်ကဒါဟာနှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာပါနောက်ထပ်ဒေါ်ကူကိုချီးကျူးကြပါတယ်ဒေါ်ကူရဲ့မမောနိုင်မပန်းနိုင်အတက်ဆင်းလုပ်ခဲ့သလိုသူအကောင်းဆုံးဖန်တီးပေးတဲ့အလုံးခါနာချိုသာမဖြုံးခဲ့ရင်ဖန်တီးမှုတစ်ချိန်ရခဲ့မှာပါကစီကိုလည်းချီးကျူးကြပါတယ်ကစီကနောက်ပိုင်းပွဲမှာပူပြီး United အတွက်အားကိုးရသလိုအာမိုရင်းလိုချင်တဲ့ပုံစံကိုကစီကကောင်းကောင်းစားနိုင်နေပြီထင်ပါတယ်နောက်ဆုံးချီးကျူးချင်တာကတော့အာမိုရင်းပါ ်အာမိုရင်းဒီဘွဲမှာချိန်သားကိုက်မှန်ကန်တဲ့လူစားလဲမှုမှန်ကန်တဲ့နိပြူပါပိုင်းချမှတ်နိုင်ခဲ့တယ်လို့အချိန်လိုတွေမှာပဲသူလိုချင်တဲ့ပုံစံကိုဖြည်းဖြည်းပေါ်လာပြီလို့ထင်ပါတယ်ဒီနေ့ဘွဲကခြေစွမ်းရတော့ဘူလူဘွဲနဲ့ထိုက်တန်ပါတယ်အာမိုရင်းဘူလူဘွဲမှာမှန်ကန်တဲ့နီးပညာနဲ့မှန်ကန်တဲ့လူစီရင်ထုံနိုင်ဖို့ပဲရည်ကြီးပါတယ် top 10ဟန်ကိုတော့ဒီရသီဘွဲမှာမနိုင်ခဲ့တဲ့အချက်ကတော့ United Dread 3ထားမယ့်အချက်တစ်ခုပါပဲ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analysis ဗီဒီယိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ